ါရှင် MPN သတင်းဌာနရဲ့ဒီကနေ့ဇွန်လ9ရက်နေ့မှာရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကို ကျမခရစ်စတယ်ကတင်ဆက်ပေးပါတော့မယ်။နောက်ဆုံးရထိတ်တန်းသတင်းတွေတဲ့မြန်မာကို အမေရိကန်ဗီဇာပိတ်ပြီးတရုတ်ကရက်ရှည်နေနိုင်တဲ့ဗီဇာတွေခွင့်ပြုတဘာဝပဝင်ကျင်ထိန်းသိမ်းရေးကိုစစ်ကောင်စီလက်ထက်ပုံမအလေးထားဆောင်ရွက်ခဲ့တယ်လို့စစ်ကောင်ဆောင်ပြော အမေတမိမရှိချိန်ပြောင်းနေပါဆိုတော့တည်တန်းစာရေးပြီးအဆုံးစီရင်ခဲ့တဲ့ငါးရန်ကြောင့်သူ တက်တန်းရကျော်ရှိတဲ့အိုင်ယယ်လိုဆုံးဖြတ်ချက်တစ်ဖက်သက်ဆန်တယ်လို့လင်းနစ်သားစစ်ကောင်စီဝေဖန်။ငလင်အလျူကျက်144ဘီလီယံနဲ့ဒေါ်လာ5တန်းထဲကကျက်264ဘီလီယံသုံးပြီလို့ဆိုဝင်ပြော Trump နဲ့ Elon Musk တို့အကြားငင်းကြရေးဆွေးနွေးတင်တယ်လို့ရုရှားလောင်ပြောင်းအဲ့ဒီလိုတနစ်တာအထူးကြဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ ဒီကနေ့အတွက်ကောင်းကြီးတင်ကတော့မြန်မာကိုအမေရိကန်ဗီဇာပိတ်ပြီးတရုတ်ကရက်ရှည်နေနိုင်တဲ့ဗီဇာတွေခွင့်ပြုလိုက်တဲ့အကြောင်းနဲ့စတင်လိုက်ချင်ပါတယ်။မြန်မာအပါအဝင် နိုင်ငံတရာစင်ကို အကြမ်းဖက်သမားတွေရှိတယ်ဆိုပြီးအမေရိကန်ကပိတ်ပင်လိုက်ပြီးတဲ့နောက်ပိုင်းဂျပန်အတွင်းမှာပဲပကုန်းချင်းရှင်နေတဲ့တရုတ်နိုင်ငံကမြန်မာနိုင်ငံသားတွေရက်ရှည်ပြည်ဝင် ခွင့်ပြုလိုက်တယ်လို့သတင်းရရှိပါတယ်။တမတ်ချက်နဲ့ကန်ကြီးတဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့မိသားစုဝင်တွေကိုအကြိမ်ကြိမ်ဝင်ထွက်သွားလာနိုင်တဲ့ multiple entry အနေနဲ့ငားနဲ့အထိနေနိုင်တဲ့ visa ရပ်ပေါင်း186လနေထိုင်ခွင့်ပြုမယ်လို့ရန်ကုန်တရုတ်တန်ယုံကစွန်6ရက်ရက်စွဲနဲ့သတင်းထုတ်ပြန်ပါတယ်။ ဒါဟာဒီနှစ်2025စွန်လ9ရက်နေ့ကနေ စတင်အသက်ဝင်မှာဖြစ်တယ်လို့ဆိုထားပါတယ်။တခါမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံတက်အမတ်မစ်စစ်မာဂျာဟာမနေ့ကနေပြည်တော်မှာစစ်ကောင်စီဒုဝန်ကြီးချုပ်ထဲကတအူးဖြစ်တဲ့ဗိုလ်ချုပ်ကြီးမောင်မောင်အေးနဲ့တွေ့ဆုံခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီးစစ်မှုထမ်းစင်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌလည်းဖြစ်သူနဲ့နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနည်းစပ်တည်ငြိမ်ရေးနဲ့လုံခြုံရေးငလင်ပြန်လည်ထူထောင်ရေးမှာတရုတ်ဝင်ကူညီမဲ့အရေးတွေကိုဆွေးနွေးခဲ့တယ်လို့စစ်ကောင်စီကဝါဒဖြန့်ထားပါတယ်။ ငလင်လှုပ်ပြီးအိနီချင်းတရုတ်နိုင်ငံကပထမဆုံးအကူအညီပေးခဲ့တာဖြစ်တယ်လို့ဒုစိတ်ကောင်းဆောင်ဆိုရင်ကဇွန်6ရက်နေ့မှာပြုလုပ်တဲ့အမျိုးသားတဘာဝဘေးရန်ရဲ့ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးမှာပြောခဲ့ပါတယ်ဒုတိယသတင်းကတော့စစ်ကောင်စီလက်ထက်တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးကိုပုံမော်အလေးထားဆောင်ရွက်ခဲ့တယ်လို့စစ်ကောင်ဆောင်ပြောလိုက်တဲ့သတင်းမှာ စစ်ကောင်စီလက်ထက်ပြည်စင်တဘာဝဘေးကြုံတွေ့နေပေမဲ့တဘာဝပန်ဝင်ခြင်းထိမ့်သိမ်းရေးကိုပုံမအလေးထားဆောင်ရွက်ခဲ့တယ်လို့စစ်ကောင်ဆောင်မင်းအောင်လိုင်းကပြောလိုက်ပြန်ပါတယ်မြန်မာမှာတစ်တော့ဖုံးလွှမ်းမှု52.600ခန့်လုံးပဲရှိတော့တယ်လို့မနေ့ကပြုတ်လုတဲ့စစ်တပ်တပ်ပင်စိုက်ပွဲအတွင်းစစ်ကောင်ဆောင်ကပြောသွားပါတယ်တပ်တပင်ကောင်ငါတတောင်းနာခွန်နိုင်ဒီဆိုတဲ့ဆိုယိုအရာတစ်ပင်စိုက်ပျိုးမှုကိုအကျိုးရှိရှိဆောင်ရွက်ကြစေလိုတယ်လို့သူကပြောပါတယ်။အဒီနောက် မနစ်ကစတင်မာလာအတွင်ဖြစ်ပေါ်ခဲ့တဲ့ရေပင်းနဲ့လွန်ခဲ့တဲ့2023ခုနှစ်ကရခိုင်မှာဖြစ်ခဲ့တဲ့မူခမုန်တိုင်းတွေကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ဆိုပါရယ်။တဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးရတာဟာလူနဲ့တဘာဝရဲ့ climate change လို့ကြောင့်ဖြစ်ပြီးတဘာဝပတ်ဝန်းကျင်ကိုတတ်နိုင်သမျှထိန်းသိမ်းဆောင်ရွက်ရမယ်လို့အာနာသိန်းစစ်ကောင်ဆောင်ကပြောပါရယ်။ 2011ခုနှစ်ကနေ2025ခုနှစ်ပထမအကြိမ်တစ်ပင်စိုက်ပျိုးပွဲအထိနေပြီးတော့ရှိရေစင်းဆယ်ပတ်ဝန်းကျင်မှာရတနာတန်းဝင်ပြီးနှစ်ရှည်တိနံပင်နဲ့အရေးရလေကာပင်စုစုပေါင်း2,3625ပင်စိုက်ဖြိုခဲ့ပြီးဖြစ်တယ်လို့စစ်ကောင်စီကဆိုပါတယ်။ စစ်ကောင်စီလက်ထက်2021ဖေဖော်ဝါရီနောက်ပိုင်းမှာကိုဗစ်တတိယလှိုင်း2023မေလနဲ့အောက်တိုဘာလတို့ကရခိုင်ပြည်မိုးခါမုန်တိုင်းနဲ့260အတွင်းအစိုးရဆုံးဘကူရေကြီးမှု2024စက်တင်ဘာရေကြီးမှုနဲ့ဒီနေ့မတ်လ28ရက်အင်အားပြည့်ငလင်တန်းတွေကိုစစ်ပေးတန်းနဲ့အတူဆူဆူရွာရွာခန်းစားခဲ့ရပါတယ်။ဆက်လက်ပြောပြမှာကတော့ရိုက်ကောမှာ၅ရက်ကျောင်းသူတည်တန်းစာရေးပြီးအဆုံးစီရင်တဲ့တည်မှာ ကင်နီပီနဲ့လိုက်ကော်မျိုးအရှိချမ်းပါလောင်းကျေးရွာမှာမရှဲမဲအမိရှိသူငါးရန်ကျောင်းသူတော်ဟွာကိုကူကူအဆုံးစီရင်ခဲ့တယ်လို့တင်ပြရရှိပါရယ်။မင်းကလေးငယ်ရဲ့တည်တန်းစာအတွင်းသမီးမရှိတဲ့အချိန်မှာပျော်အောင်နေပါအမေ။သမီးရှိတဲ့အတွက်ဒုက္ခတွေပေးခဲ့တဲ့အတွက်တောင်းပန်ပါတယ်လို့ရေးသားပြောဆိုထားတာတွေ့ရပါရယ်။ သူမဟာပါလောင်ကျေးရွာနာကတဲရင်တလုံးမှာကျိုးဆွဲချကအဆုံးစီရင်ခဲ့တာဖြစ်တယ်လို့ KNP ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ထံကသိရပါတယ်အခုစတဲ့နှစ်မှာ6တန်းတက်ရောက်ရမယ်သူမဟာကြောင်းဆက်တက်လို့ပြိမဲ့မိဘတွေကလိုအပ်တဲ့စာရေးကိရိယာတွေဝယ်မပေးနိုင်ဘူးလို့ပြောထားသလိုကြောင်းတက်ခြင်းနဲ့အကြောင်းလဲရေးသားထားပါတယ်။ ဒါပြင်မနေ့ကတနေ့တည်းမှာပဲရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်ဖိုးခေါင်ကြီးရွာအုပ်စုမိသွေးချင်းကြီးရွာမှာအဖိုးဘွားတွေနဲ့အတူနေတဲ့ grade 2เจ้าသူတဦးနေမှာကိုကိုကိုဆွဲကြိုးချတည်ဆုံမှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ညနေပိုင်းကြောင်းပြန်လာချိန်အဆူခံရပြီးတဲ့နောက်နေနွားတင့်ကုတ်အတွင်အဆုံးစီရင်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။ပြည်တွင်းစစ်ကြောင်းမြမကလေးငယ်6တန်းခန့်ဟာပုံမဆွရတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေတွေကိုရင်ဆိုင်နေရပြီး ပြည်တွင်းနေရဲ့စွန့်ခွာရသူ3.5တန်နီးပါးရဲ့33ရာခိုင်နှုန်းကျော်မှလည်းကလေးတွေဖြစ်တယ်လို့ UNICEF ရဲ့အစီရင်ခံစာအရသိရှိရပါတယ်။နောက်ထပ်သတင်းအနေနဲ့တက်တန်းရာကျော်ရှိတဲ့ ILO ဆုံးဖြတ်ချက်တစ်ဖက်သက်ဆန်နေလို့လင်းနစ်သားစစ်ကောင်စီဝေဖန်ပြောကြားတဲ့အကြောင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုဒုတိယအကြိမ်အဖြစ် ပုံမှန်33နဲ့အေးအေးမဲဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ပြီးနောက်တရက်မှာပဲစစ်ကောင်စီဘက်ကတပတ်သက်ဆန်နဲ့ဆုံးဖြတ်ချက်လို့ပြောကြားလိုက်ပါတယ်။အိုင်အလိုမြန်မာနိုင်ငံဆိုင်ရာစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့အကြံပြုချက်တွေကိုမြန်မာနိုင်ငံကလိုင်းနာဆောင်ရွက်ဖို့အတွက်တပတ်သက်တောင်းဆိုထားတဲ့ဆုံးဖြတ်ချက်တရက်ဖြစ်တယ်လို့ဆိုပါတယ်။ ဒါပြင်အယလိုဖွဲ့စည်းပုံနဲ့မကိုက်ညီပဲမြန်မာနိုင်ငံဆိုင်ရာအစည်းအဝေးတွေကိုသက်ဆိုင်ရာနိုင်ငံမပါဝင်ပဲတပတ်သက်ဆောင်ရွက်တာတွေဟာအယလိုရဲ့အစိုးရအလုရှင်အလုသမာသုံးပွင့်ဆိုင်ကိုယ်စားလှယ်တွေပါဝင်တဲ့သဘောတဘာဝကိုဆိုရဆာထိခိုက်စေတယ်လို့လည်းမနေ့ညပိုင်းကစစ်ကောင်စီကြီးညာချက်တဲ့ထည့်ပြောထားပါတယ်အဲ့ဒီဆုံးဖြတ်ချက်ဟာ တမတမတ်ကြမျှတမှုမရှိဘဲနိုင်ငံရေးဆိုင်ရာချိကမ်းမှုတွေအပေါ်အခြေခံပြီးဆုံးဖြတ်ခဲ့တာဖြစ်ပြီးမြန်မာနိုင်ငံရဲ့အခြေအနေနဲ့လွဲမာတဲ့အကဲဖြတ်မှုတွေအပေါ်အခြေခံထားတယ်လို့ဆိုပါတယ်။အဲ့ဒီဆုံးဖြတ်ချက်ဟာနိုင်ငံအတွင်းလူမှုရေးနဲ့အလို့သမားအခြေအနေကိုအမှန်တကယ်ထိခိုက်စေမဲ့ဘက်ကိုတွန်းပို့မဲ့အစီအမံတွေဆောင်ရွက်ရန်အဆိုပြုထားတာကိုတွေ့ရတယ်လို့ပြောပါတယ်။ ဒီလို့ရဟာမြန်မာနိုင်ငံကအခြေခံအလုပ်သမားတွေရဲ့အလုပ်ကံအခွင့်အရေးနဲ့ဝင်ငွေပုံမှန်ရရှိမှုအပေါ်ချိန်ချောက်မှုအဖြစ်အသွင်ပြောင်းလဲလာနိုင်ခြင်းနဲ့ကောင်းကျိုးထက်ဆိုးကျိုးပုံမဲ့အခြေအနေရောက်ရှိသွားနိုင်တာကိုလည်းသတိပြုတင်တယ်လို့ပြောဆိုထားပါတယ်အယလိုဆုံးဖြတ်ချက်ဟာလွတ်လပ်စွာတင်ပင်ဖွဲ့စည်းမှုဆိုင်ရာ convention အမှတ်89နဲ့အဓမ္မခိုင်းစင်မှုဆိုင်ရာ convention အမှတ်29တို့ကိုလိုက်နာမှုမရှိတဲ့စစ်ကောင်စီကိုအရေးယူနိုင်ဖို့ဖြစ်ပါတယ်။ ပြည်တွင်းနောက်ဆုံးသတင်းအနေနဲ့ငလျင်အလူငွေကျပ်144ဘီလီယံနဲ့ဒေါ်လာ5တန်းထက်ကကျပ်264ဘီလီယံသုံးပြီလို့စိုးဝင်းပြောလိုက်တဲ့သတင်းမှာ စစ်ကောင်စီကငလင်ဘေးအတွက်ပြုလုပ်ခဲ့တဲ့အလူခံပွဲ၄ချိန်အတွင်းကျပ်144ဘီလီယံကျော်နဲ့ပြည်ပကအမေရိကန်ဒေါ်လာ5တန်းကျော်ရရှိထားတယ်လို့တူးစစ်ကောင်ဆောင်စိုးဝင်းကပြောပါတယ်အဲ့ဒီတဲကနေမနေ့ကအထိစုစုပေါင်းကျပ်264တသမ656ဘီလီယံသုံးဆွဲပြီဖြစ်တယ်လို့မနေ့ကပြုလုပ်တဲ့အမျိုးသားတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးအတွင်းသူကပြောကြားပါဗျာ။ စစ်ကောင်းဆောင်ကငလင်အကူအညီတွေကိုအချိန်မြတ်တပြေးညီပေးဖို့ခိုင်းစေထားတဲ့အတွက်ဒုစစ်ကောင်းဆောင်အနေနဲ့အဲ့ဒီလိုလိုက်လုပ်ပေးနေရလို့ပြောပါတယ်စကိုင်းငံလေးမှာနိုင်ငံ25ခုကကုညီကယ်ဆယ်ရေးလှုပ်ဆောင်ပေးခဲ့ပြီးနိုင်ငံ19ခုကကယ်ဆယ်ရေးပစ္စည်းတွေဖြစ်တဲ့စာနာထောက်ထားမှုပစ္စည်းနဲ့စေဝါစုစုပေါင်းတန်ချိန်2482တန်ကိုပေးပို့ခဲ့တယ်လို့ဆိုပါရယ် ဇွန်6ရက်နေ့အထိငလင်ကျောင်းတည်ဆုံရသူ3939ဦးဒဏ်ရာရရှိသူ9104ဦးနဲ့ပျောက်ဆုံးသူ68ဦးရှိတဲ့အပြင်နေအဆောင်6300ကျော်နဲ့စာတင်ကျောင်းဖျားကျောင်းကန်စီတီလန်တရာများစွာထိခိုက်ပျက်စီးခဲ့တယ်လို့သိရှိရပါတယ်နောက်ဆုံးပြပသတင်းတပုတ်ကတော့တမရာထရန်နဲ့အီလွန်မတ်စ်တို့အကြားငြိမ်းချမ်းရေးဆွေးနွေးတင်တယ်လို့ရုရှားအရာရှိတွေလောင်ပြောင်နေတဲ့အကြောင်းပါ အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ကမ္ဘာအချမ်းသာဆုံးတထည်အီလွန်မတ်စ်တို့ရဲ့အငင်းပွားပြောဆိုနေမှုတွေကရုရှားအရာရှိတွေအကြမ်းလောင်ပြောင်စရာရည်စရာတွေဖြစ်နေပါတယ်သူတို့နောက်အကြာငင်းကြင်းစင်းနှစ်ပွဲလောက်ကြဖို့ရုရှားအရာရှိကြီးတဦးကဟာတာလုပ်ခဲ့တယ်လို့နောက်တဦးကလည်း mass အနေနဲ့သူ့လုပ်ငန်းတွေကိုရုရှားကိုရွှေ့လာတင်တယ်လို့ပြောပါတယ်ရုရှားအာဂါတာအစီအစဉ်ကိုတချိန်ကဥဆောင်ခဲ့ဘူးတဲ့အမျိုးသားရေးဝါဒီအမတ် Dimitri Rigozin က H လူမှုမီဒီယာစာမျက်နှာမှာအီလွန်ရေးစိတ်မဆိုးနဲ့အမေရိကန်မှာဖြည့်ရှင်းလို့မရတဲ့ပြဿနာတွေကြုံလာရင်ကျောက်တုတ်စီကိုသာလာခဲ့ပါဒီမှာခမည်းယုံကြည်စိတ်ချရတဲ့ရဲဘော်တွေနဲ့ဤပညာဖန်တီးမှုလုံးဝလွတ်လပ်ခွင့်ကိုတွေ့ရပါလိမ့်မယ်လို့យေတာခဲ့ပါတယ် ရုရှားအစိုးရရဲ့လက်ရှိအကြီးအကဲလုံခြုံရေးအရာရှိနဲ့သမရဟောင်းဒီမက်ထရီကတော့ဒေါ်နန်ထရန့်နဲ့အီလွန်မတ်စ်တို့အကြားငြိမ်းချမ်းရေးသဘောတူညီချက်ချုပ်ဆိုရမှာတင့်လျော်တဲ့အခကျင်းဝင်နဲ့ကုညီဆောင်ရွက်ပေးဖို့နဲ့စတားလင်းရှယ်ယာတွေကိုငွေပေးချေမှုအဖြစ်လက်ခံဖို့ကျွန်တော်တို့အသင့်ရှိပါတယ်။မတိုက်ခိုက်ကြပါနဲ့ကိုလူတို့ရေလို့ရေးသားခဲ့ပါတယ်။ အမေရိကန်သမ္မတနဲ့ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်တို့ကြားဖြစ်ပေါ်နေတဲ့အငင်းပွားမှုကတော့အမေရိကန်မှာဖြစ်တဲ့ပြည်ပခါတွေအပေါ်ရည်စရာအဖြစ်အများရန်ပြောဆိုလေးရှိတဲ့ရုရှားနိုင်ငံရဲ့သမားတွေအတွက်ခက်ခက်ခဲပြောစရာမလိုတဲ့အကြောင်းအရာတစ်ခုဖြစ်လာပါတယ်။ရုရှားရဲ့ဩစာအရှိဆုံးနိုင်ငံပိုင်မီဒီယာအမှုဆောင်အရာရှိတုံးကတော့ Trump နဲ့ Elon တို့အကြားပြဿနာကိုခက်တဲ့အမေရိကန်နိုင်ငံရင်ကျင်းမှုရဲ့နမူနာတစ်ခုအဖြစ်လောင်ပြောင်ခဲ့ပါတယ်။ အင်္ဂလိပ်စက်မှုတော်လှန်ရေးနဲ့ဆင်တူတဲ့ပြောင်းပြန်သာဖြစ်သွားတာလို့ဆိုပါရယ် MBA ရဲ့တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြီးစုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်